ရာမန်းတင်၏ဒုတိယကျင်းထုတ်ဝေသောမြို့ဝိုင်မောင်ပြုံးချူစာအုပ်မှာကဲဇေရီလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။နနက်စည်းစာအချိန်ဖြစ်လေတယ်။မောင်ပြုံးချူဟာအိမ်ယာမှာကတက်ကြိတ်ထလိုက်လေတယ်။သူသည်တရင်ပေါက်သူပြေးသွားတယ်။ရေကာတာကြီးစီသူလှမ်းမျောကြည့်လိုက်တယ်။ရေတွေကဖွေးမြဲဖွေးနေသေးတယ်။ရေဦးသည်လူတို့ဤဇွဲဖြစ် ထပ်ဆင့်ပြုလုပ်ထားအပ်သော လက်စည်တာငယ်ကလေးများထိတ်ကိုရိုက်ခတ်လျက်ရှိရယ်လက်စည်တာငယ်ဟုသာဆိုရတယ်အချို့နေရာများတွင်၃၄တောင်ခန့်ညံ့နေလေပြီအချို့နေရာများတွင် ရှိသမျှတစ်ဝါးများနဲ့ကြားကန်ထားကြရလေတယ်အကယ်၍ထိုတာငယ်ကလေးများတနေရာရာမှ ပွင့်ထွက်သွားသော မောင်ပြုံးချူဆက်၍မတွေးဝန်တော့အိမ်တွေလူတွေ ွဲတွေနွားတွေဝတ်တွေကြက်တွေတစ်ပင်တွေရှိသမျှပစ္စည်းတွေရေတံကြောင့်ပျက်စီးကြရပေတော့မယ်ဇွဲကောင်းကောင်းနဲ့ပေါတူးပေါပြားများကိုဆွဲကင်ကအကြီးမားဆုံးရန်သူတဦးဖြစ်တဲ့ရေဘေးကိုကာကွယ်စွမ်းနိုင်သောမိမိနေက လူတို့ကိုအဘယ်မှလင်းမချီးကျူးပဲနေနိုင်အံ့နီရေဘဲနဲ့နေသေးတယ်လေမောင်ပြုံးချူဟာတာပေါ်တွင် ွတ်တွင်းကိုသဲအိတ်နဲ့ဖာနေသောသူ့တဲအိမ်ရှင် ကိုဘခတ်ကိုလှမ်း၍မေးလိုက်လေတလက်မလောက်ကြာသွားပြီဟူသော အဖြေကိုရလေတယ်မောင်ပြုံးချူဟာဟင်းငနဲ့တမကြီးချလိုက်လေယနေ့မှ မကြပဲရှိနေသေးလင်ဆက်လက်ခုခံရန်မလွယ်လှတော့ပါ ထိုနေ့နနက်ဟာမောင်ပြုံးချူတို့မင်္ဂလာနနက်ကြီးဖြစ်လေတယ်ရေကြပြီဟူသောစကားဟာ သူတို့အဖို့ မင်္ဂလာစကားကောင်းကြီးဖြစ်လေတယ်မောင်ပြုံးချိုဖို့ဒီလိုနဲ့မအေးသေးရေပေးကြောင်းဒုက္ခရောက်နေကြကုန်သော လူအများအားကဲမထောက်ပံ့ရမယ်အရေးရှိပါသေးတယ်အဖွဲပေါင်းစုံအစီအဝေးပွဲကြီးများခေါ်၍ရေပေးကယ်ဆယ်ရေးအဖွဲဖွဲ့ကြလေတယ်ရေအကြတွင် ဆောင်ရွက်ရမယ်တာဝန်တွေကလည်းများလာပါပြီတောင်းရေပေးကြောင်းအလုတ်အကိုင်းမလုံနိုင်သဖြင့် ငတ်နေသူများကိုကယ်တင်ရမယ်။ရေဘေးကြောင့်ပျက်စီးသောလဲရောင်မြေများကို ပြန်လည်စိုက်ပျိုးရမယ်အရေးကလည်းရှိသေးတယ်။တစ်ဖက်မှကြိုးပြက်၍ရေတွေတလဟောဝင်နေတဲ့လူတို့ရဲ့တာကိုလည်းနောက်တစ်ချိန်ရေတက်ရင်ဒီလိုမဖြစ်အောင်ယခုရေအကြတွင် လူတို့နီးဖြစ် ဖို့ကြရမယ်။တာဝန်အသီးသီးကို ဆောင်ရွက်ရန်အဖွဲ့အသီးသီးနဲ့တိုင်ပင်ကလုပ်ငန်းစရလီတော့တယ်။ ငတ်နေသူများရဲ့စရင်ကိုကောက်သူများလဲရွာအသီးသီးသို့ထွက်ခွာသွားကြလေတယ်။အရေးပိုင်းထံသို့အကျိုးအကြောင်းပြော၍အဟာရပြက်လူစဲစဲသူများကိုထောက်ပံ့ရန်တွားရောက်တောင်းဆိုသူများကလည်းတွားရောက်ကြတယ်။မကြာမီအရေးပိုင်းထံမှစံအိတ်တွေရလာလေ။လုံကြီးတွေလည်းပါလာတယ်။ညံညံထက်ထက်လိုက်ရောရှာသော အရေးပိုင်းမင်းအားအဘေမာလင်မောင်ပြုံးချူတို့နေမှလူတို့က ယေရှုမတင်မဲနေနိုင်အံ့နီကယ်ဆယ်ရေးကိစ္စကို ရှေ့ဆောင်ကောင်းရွက်ပြု၍ဆောင်ရွက်ခြင်းသူတွေလည်းညားလာပါပြီတော့တယ်ရေကြီး၍တေလူညောပါတာဖို့နေကြရစဉ်ကခေါင်းဆောင်ကောင်းရွက်လုပ်၍ဆောင်ရွက်မဲ့သူနဲပါသလားယခုကယ်ဆယ်ရေးကိစ္စတွင်မမမမအရှုအရှုပေါ်ပေါက်လာကြလေတယ်အမတော်ကြီးမဆက်နဲ့လို့အော်ဟစ်တက်သောသခင်ကံကြီးကိုလေတာဖို့နေစဉ်ကရှာမတွေ့ပါ။ သူများလေကို အတင်းဆင်းထွန်တက်တဲ့ကိုဖိုးဖေကလည်းတွားအကြီးအကျယ်ကြိုက်နေတယ်။လှဖို့လဲခြေထောက်တွင် ကိုင်းဘက်ရှာ၍အိယာမှမထနိုင်ပဲရှိတော်ဟု၏။ယခုမှသူတို့တွေကို တွေ့မြင်ရတော့တယ်။မောင်ပြုံးချူလဲကယ်ဆယ်ရေးအဖွဲ့ဝင်များကိုကျေးဇူးတင်၍မဆုံးတော့ပြီ။သူတို့ဝိုင်းဝန်းကူညီ၍သာဒီလောက်မြန်မြန်နဲ့ဒီလောက်ခရီးရောက်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ မောင်ပြုံးချူတယောက်တည်းသာလုံနေရမယ်ဆိုရင်အဘယ်မှလင်းဒီကိစ္စကြီးပြီးနိုင်တော့အန်နီ သို့တော့ဒီကိစ္စကလွယ်မယောင်နဲ့ခတ်လာပါပြီတောင်းငတ်နေသူများစရင်ကောက်ကြီးနဲ့တပြိုင်နက်အငတ်တွေမှုလို့ပေါက်လာလေတော့တယ်လယ်သမားကလည်းငတ်လိုက်တယ်ဗဘဲသမားကလည်းငတ်လိုက်တယ်အင်းသမားကလည်းငတ်လိုက်တယ်ဈေးတွေကလည်းငတ်လိုက်တယ်အရက်သမားကလည်းငတ်လိုက်တယ်လူကြီးမင်းများ ကောက်လာသောအငတ်စင်းရင်ကိုကြည့်လိုက်ရင်အနန္တအနန္တမရေတွက်နိုင်အောင်ညားပြားလှတဲ့အငတ်တွေကို တွေ့ရလေတယ်။ကျိုးလူအန်စဲစဲတာကြီးကို အင်းတိုက်အားတိုက် ဖို့နေရတဲ့အချိန်က သွားကြိုက်နေတဲ့ဖိုးဖေကြီးလည်းထလာလေတယ်။ကိုင်းဘတ်ရှတဲ့လှဘော်လည်းမာလာလေပြီ။ခရီးလွန်နေတဲ့တာအေးလည်းပြန်ရောက်လာလေပြီ။သူတို့နာမည်တွေလည်းအိမ်အောင်ဆုံးဆံရမြစ်စရင်တွင် ါလာလေတယ်။ငတ်တဲ့လူတွေတိတ်များပါလားဗျ။မောင်ပြုံးချူကနှီးတန်းပြိုးလိုက်လေ။ဟုတ်ကဲ့ငတ်တဲ့လူတွေတိတ်များပါတယ်။စရင်ကောက်တော့လူကြီးမင်းကဆိုတယ်။တကယ်ငတ်တဲ့လူတွေဟုတ်ရဲ့လားဗျာ။ဟာတကယ်ငတ်တာပါ။မြို့ပိုင်မင်းကိုယ်တိုင်လိုက်ကြည့်စေချင်ပါတယ်။တရွာတရွာမယ်အိမ်အောင်မောင်းတရာလောက်တော့မငတ်နိုင်ဘူးထင်တယ်။တကယ်ငတ်ပါတယ်ဒီလူတွေအားလုံး စ္စည်းမဲ့လူဒန်းစားတွေကြီးပါပဲအခုအင်မတန်ကြက်တဲနေပါတယ်ကြက်ယုံနဲ့မဖြစ်ဘူးငတ်နေမှ ပေးနိုင်မယ်ကြက်ယုံနဲ့တော့ကျွန်တော်လဲလကုံကနီးဆိုရင်ကြက်တာပဲလို့မောင်ပြုံးချူကဆိုတယ်ဒီလူတွေမှ မဝေရင်တော့ငတ်သေးကုန်တော့မှာပဲစိရင်ကောက်တော်လူကြီးမင်းကဝမ်းနေတယ်နဲ့ပြောလိုက်တယ်ဒီဖိုးဖေးဆိုတဲ့လူကောဗျာငတ်နေသလားငတ်ပါတယ်သူလဲပစ္စည်းမဲ့ပါပဲ။ တောင်သူလေသမားတမကဝင်ကွန်မြူနစ်ခေါင်းဆောင်ကဆိုတယ်။တာဖို့ဖို့ခေါ်တော့ကသွားကြိုက်တယ်ဆိုပြီးမပါဘူး။တကယ်ကြိုက်သလားလို့သူ့ရွာသားတွေမေးတော့ရည်နေကြတယ်။ဟာဒီလူလာပါတယ်။ကျွန်တော်တို့နဲ့အတူဖို့တာပဲ။မြို့အုံမင်းမမြင်လို့ဖြစ်ပါလိမ့်မယ်။တောင်သူလေသမားအစီအယုံဝင်ဆိုရှယ်လစ်ခေါင်းဆောင်ကဆိုတယ်။မောင်ပြုံးချူရဲ့မျက်လုံးအစုံဟာကန်းပြစ်လိုက်ရပြန်တယ်။ကိုဖိုးဖီအချောင်းကို မောင်ပြုံးချူကောင်းကောင်းသိနေထို့ကြောင့်သူ့နာမည်ကို အငတ်စင်းရင်းမှဝမ်းနည်းစွာနဲ့ဖြတ်လိုက်ရလေတယ်မြို့အုံမင်းဝေးသာဝေးပါပေးထားတဲ့စံအိတ်မလောက်ရင်ထတ်တောင်းတာပေါ့တယောက်ကလွဲလွဲကလေးပင် ပြောလိုက်တယ်လူတို့အတွက်အတော်စေတနာကောင်းရှာတဲ့ပုပ်ကိုမျက်ကြီးပေတကားဒီအောက်ပိုင်းမှာထက်အထက်ပိုင်းကပိုအေးကြီးပါတယ်ဆယ်ရက်စာဝေးမှဖြစ်မယ် ဥကွတို့ကဝင်၍တောလိုက်ပြန်တယ်။ဘာဖြစ်လို့ပါလိမ့်ဗျာ။အထက်ပိုင်းကလူတွေကပုံငတ်ပါတယ်။ဘာဖြစ်လို့ပါလိမ့်ဗျာ။ငတ်ကိုငတ်လို့ပါ။ဘာဖြစ်လို့ပိုပြီးငတ်ကြပါလဲ။သူတို့မေဝမ်းစာကိုမရှိရှာကြပါဘူး။မနစ်ကတော့ဝမ်းစာရှိပါသလားဗျာ။မောင်ပြုံးချူကမေးပြန်တယ်။မရှိပါဘူး။တနစ်ကတော့မရှိပါဘူး။လုံခဲ့တဲ့၅နှစ်ကပေါ့ဗျာ။မရှိပါဘူး။ ။အော်အော်အော်။မောင်ပြုံးချူဤပါဇက်ဟာတမိုက်ခန့်အံ့ဩခြင်းဖြင့်ပွင့်သွားလေတယ်။တကယ့်ခေါင်းဆောင်ပီတပီရဲ့လူရုတတချောင်ချီရေးကိုတကယ်ရွရွချွန်ချွန်တိုက်နေတဲ့ခေါင်းဆောင်ကြီးတီ။မောင်ပြုံးချူဟာဝမ်းထဲကကြိတ်၍ချီးကျူးနေစဉ်အဲ့ဒီဘက်မှာသူ့လေတွေအများကြီးရှိတယ်ဟူသောအတန်တိန်ကလေးကိုကြားလိုက်ရမှဟနေသောပါဇက်ကို စီ၍ပြုံးနေလိုက်ရပြီတော့တယ်။မြို့ပိုင်းကလည်းသူ့အဖေပစ္စည်းကျနေတာပဲနှမျောနေလိုက်တာ။ဝေးမဝေးတာမဟုတ်ဘူးဟူသောအတန်ကိုလည်းတဲ့တဲ့ကြားရပါသေးတယ်။ဒီလိုနဲ့ဆံဝေမဲ့နေ့ကို ရောက်လာလေ။စိရင်ပါလူများ ရောက်လာကြလေ။ဆံဝေရာတွင် ကူညီကြတဲ့ရဲဘော်ရဲမေများလည်းစုံစုံညီညီရောက်နေလေ။ဆံမဝေမီပြိတ္တအားလုံးက အလံတော်ကိုအလေးပြုပြီးနောက်ကြာဆုံးသောခေါင်းဆောင်ကြီးများကိုအလေးပြုကအဖွဲ့အသီးသီးမှခေါင်းဆောင်အသီးသီးတို့ကအာဝဇန်းရွှင်ရွှင်စကားပြောကြလေကွန်မြူနစ်ဆိုရှယ်လစ်ရဲဘော်အားလုံးထ၍တက်သ၍မှတ်သ၍ဥရန်ကျူးကြကုန်တယ်စကားပြောပြီးတော့ကွန်မြူနစ်ပါတီဝင်ရဲဘော်လှထုံးကတယောက်တည်းသချင်းဆိုပြန်တယ်သူ့အတန်ကလည်းကောင်းပါပြီတဲ့သချင်းတွေတွင် လယ်တွင်အတင်းထွန်မြီဟူ၍လဲပါတယ်။တဘုံတဘုံထထဟူ၍လဲပါတယ်။မောင်ပြုံးချူရဲ့ကြောဟာစိမ့်၍စိမ့်၍သွားလေတယ်။တချင်းပြီးမှတပြင်းချရတော့တယ်။ဆန်ဆ၍ဝေပြီ။အိမ်တော်အလိုက်လူဦးရေကိုလိုက်၍လူကြီးတဦးလျင်တစ်နှစ်နို့စီဘူးသုံးလုံးခလေးတဦးလျင်တစ်နှစ်နို့စီဘူးနှလုံးနဲ့တွေ့၍ငါးရက်စာဝေပေးလေတယ်။မိသက်သင်းမှာ နာမည်ခေါ်လိုက်ရာရဲမီများကစံချင်ပေးကြလေတယ်။ငတ်ပါသည်ဟုစရင်ပေးထားပြီးမှ ဝေတဲ့နေရာတွင် လာရောက်မယူပဲရှက်တလူလူဖြစ်နေသူများလည်းအများပင်ရှိလေတယ်။အချို့လည်းလူကြီးကိုယ်တိုင်မလာဘဲလူငယ်လူမမေများကို လွှတ်၍ယူခိုင်းသဖြင့်ဖိတ်ဖိတ်ဆင်ဆင်ဖြစ်ကုန်ရတယ်။ပြီးကနီးလေစူညံစူညံဖြစ်လာလေ။အချို့သူတို့ကနာမည်ကိုဖျက်ပြစ်ရမည်လို့ လူကြီးတွေကိုကက်ကက်လန်အောင်ရန်တွေ့နေကြလေတယ်အချို့ကလည်းကောင်းပါပြီတော်မဲပုတော့ထဲ့တယ်ကျုံနံမဲတော့ဖြတ်တယ်ကျုံနဲ့မဲပုဘသူကဆင်းရဲတဲ့တုံးဟင်အရက်ကလို့ကျုံနဲ့မဲပုဘသူကဆင်းရဲတဲ့တုံးလို့တောင်းတောင်းကနေ၍အထက်ဘဝအောက်အဝီစီရောက်အောင်အော်သူက အော်နေသေးတယ်မြို့ပိုင်မင်းကျွန်တော်ဆင်းရဲပါတယ်အဲ့ဒါနာမည်ယူပြီးမှဖြတ်ပစ်တယ်လို့လူတယောက်က လာ၍တိုင်မြန်နေ။အေးစင်းရဲယုံနဲ့မပြီးဘူးငတ်မှပြီးတာ ကျွန်တော်ငတ်ပါတယ်ငတ်နေပါတယ်လို့ပြောနေသူပါဇက်မှတောအယက်နဲ့လှိုင်းနေလေတယ်။လှဘူးနာမည်မပါဘူးလား။ခေါင်းဆောင်တယောက်ကမေးပြန်တယ်။ဖြတ်ထားတယ်။အခြားခေါင်းဆောင်တယောက်ကဖြေလေတယ်။ဘာဖြစ်လို့တုန်းကွာ။သူ့ခမငတ်နေရှာပါတယ်။မိန်းမနှစ်ယောက်နဲ့မိုးတဲ့။ဟာဘာဆိုင်လို့လဲကွာ။သူ့ခမညာ နှစ်ယောက်တောင်ယူထားရှာတာပိုပြီးတာဝန်ကြီးနေတော့သူများထက်တောင်ပိုပေးထိုက်ပါသေးတယ်မြို့ပိုင်ကမိန်းမနှစ်ယောက်တောင်ယူနိုင်သေးတာမငတ်နိုင်ဘူးတဲ့ဟင်အဲ့ဒါမင်းတို့မြို့ပိုင်ပညာရှိဆိုပြီးအယူအဆလွဲတာပဲတို့ရွာမယ်ဘလောက်မုတ်ဆိုးမတွေပေါ်တယ်လေအားကိုးရမယ့်ဖြစ်နေလိုက်ကြတာသားသမီးတွေတပြုံတစ်ခေါင်းကြီးနဲ့မင်းသူတို့ကိုယူပါဆိုရင်ယူမလားဟာဘယ်ယူမလဲကွာအေးလှဘူးဟာ သူများမတက်နိုင်တဲ့အလုပ်ကိုသူလုပ်တယ်။သူဟာသားသမီးတွေတပြုံတစ်ခေါင်းကြီးတွေနဲ့မုတ်ဆိုးမနှစ်ယောက်ကိုယူထားတော့တို့ကသူ့ကိုချီးကျူးရမယ်။အမျိုးသမီးနှစ်ယောက်နဲ့သားသမီးတွေရဲ့တာဝန်ကို သူထမ်းနေတယ်မဟုတ်လား။ဒါကြောင့်သူ့နာမည်လေးတော့ထည့်ပေးလိုက်ပါကွာလို့တောင်းတောင်းပန်ပန်ပြောနေတာကို မောင်ပြုံးချူဟာခက်လန်းလန်းမှမကြားခြင်းပြု၍နားထောင်နေလေ။အခြားတစ်ယောက်က မြို့ပိုင်ပြောဟူသောသဘောနဲ့မောင်ပြုံးချူတို့မင်းငော့ပြလေတယ်သူသည် မောင်ပြုံးချူအနာတို့ကတ်လာလေတယ်လှဘူးတယောက်တော့ပေးထိုက်ပါတယ်ထိုကောင်းဆောင်က မောင်ပြုံးချူအားပြောကြားလေတယ်သူပြောသောစကားများကိုကြား၍သဘောပေါက်ပြီးဖြစ်သောမောင်ပြုံးချူကပေးလိုက်ပေးလိုက်ဟုတူတူတုတ်တုတ်အမိန့်ချမှတ်လိုက်လေတယ်သူနှင့်စံဝေသောလုပ်ငန်းကြီး ပြီးဆုံးပါတော့တယ်။ဂျာနယ်ကျော်1949အောက်တိုဘာ23ဆီယမ်မန်တင်ရဲ့ဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှာကဲဆယ်ရေးလိုအမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်ရှင်။